ကဲအားလုံးပဲမင်္ဂလာပါညသင်္ကန်းရကျော်သိန်း600ကျော်ကားလေးပေါ့နော်ညီမအမင်းများများရတဲ့ကားချစ်တူမိတ်ဆွေများတဲ့ညီတို့ဒီနေ့သင်္ကန်းရကျော်မှာရရှိမယ့်ကားလေးနှစ်စီးရယ်သိန်း600ကျော်မှာရရှိမယ့်ကားလေးနှစ်စီးပေါ့နော်ရှူပေါ့လေးစီးလိုက်လိုက်ပြတ်ကြပါနဲ့ပါတယ်ညတို့ဒီရှိမှာအခုမြင်တွေ့နေရတဲ့ကားလေးကသင်္ကန်းရကျော်သိန်း600အောက်လေးမှာပဲရရှိမယ်ဟမ်မီယိုလေးပေါ့နော်မာစတာတမ်မီယို2000ခုမော်ဒယ်လေးဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ပါဝါ1.3နဲ့ရရှိမှာဖြစ်ပါတယ်ဗျာဂျပန်ကားတက်စီးဖြစ်တဲ့အတွက်ကျွန်တော်အပူပစ္စည်းတွေကတော့ဘာမှစိတ်ပူနေကြမလို့ အတွင်းကမှဆိုရင်လည်းဂျပန်ကားဖြစ်တဲ့အတွက်ပေါ့နော်သူကရိုးရိုးရှင်းရှင်းပဲအဲကောင်လည်းကြောက်ကြက်ပဲပြီးတော့ဒီမှာအတတတလီကတော့ Android GPT ကိုတော့ကျွန်တော်ပြန်လည်ပြီးအဆင်ပြေထားဖြစ်ပါတယ်ခင်ဗျာဒါတော့အခုခုမှပေါ့နော်ကားစမောင်းမယ်လူတွေဒါမှမဟုတ်ကားတတလီစီးကျင်နေရတယ်ကားစီလို message များတော်တော်လေးအဆင်ပြေမဲ့ကားလေးဖြစ်ပါတယ်ခင်ဗျာမတ်တာတမ်းမီယိုလေးပါခင်ဗျာနောက်တစ်စီးကတော့ကျွန်တော်တို့ Daihatsu တွေရပါတော့နော်သိချောက်အကျော်လေးပေါ့နော်ဒီနေ့စီးရတော့ ဟုတ်ကဲ့3600ကျော်နောက်တစ်စီးပေါ့နော်ဒါလေးကတော့ Super Road Deck ကြီးကစူရောဒက်ကြီးကကျွန်တော်တိုတာမှာဆိုတိုတာ PP နဲ့တူရဲမော်ရီယာနေနေ2000မော်ရီဖြစ်သွားမှာခင်ဗျအင်ဂျင်ပါဝါ1.3 million အချိန်မှာဖြစ်ပါတယ်ခင်ဗျာဒီကားလေးကတော့ Spaggy Post တွေပေါင်ရင်တော့မယ်ပြင်ရမှာဆိုရင်ကျွန်တော်အစီမှဆိုလဲတကယ်လို့လူတွေပါတယ်ကလေးတွေပါတယ်ပါမယ်ဆိုလဲ3ယောက်လောက်အစီမှထိုင်လို့ရတယ်ကျွန်တော်2ယောက်ပဲထိုင်မယ်ဆိုလဲအလဲမှာလက်တင်လေးချပြီးတော့ AJ တုံးနိုင်ပါတယ်ခင်ဗျာ ဒါလေးကသူ့ရဲ့နောက်ခန်းလေးဗျ။ဒါလေးကတော့အောင်မြင်မြင်လေးနဲ့ပေါ့နော်။တော်တော်လေးကျဝန်းစီးပြီးတော့သွားလာလို့အတော့ဒီလိုအဆင်ပြေတဲ့ကားလေးဖြစ်ပါတယ်။ဒီကားလေးကိုရောက်ချိုင်မဲ့ရှင်တို့လေးကကျွန်တော်3600ကျော်လေးပေါ့နော်။3900အောက်လေးမှာပဲရောက်ချိုင်မှာဖြစ်ပါတယ်။3680နဲ့ရောက်ချိုင်ရတာဖြစ်ပါတယ်ခင်ဗျာ။โอเคအခုနောက်တစ်စီးထပ်မံတက်တာပြီးကြပါရယ်ခင်ဗျာဒီကားလေးကတော့3600ဆွန်းနေရပါတော့3600ဆွန်းနေရမှာဒါအဲ့ဆိုဘုံလေးဖြစ်ပါတယ် ကျွန်တော်တို့တိုတာမှာဆိုပတ်စိုးရုပ်ပြောင်းလေးနဲ့တူတယ်မော်ရီက2009မော်ရီဖြစ်တယ်ပတ်စိုးရုပ်ပြောင်းနဲ့ဒီဘွန်းလေးနဲ့ကတော့အတူတူပဲပေါ့နော်အတွင်းကလေးဆိုလည်းတော်တော်လေးလာတယ်သူကတော့အင်ဂျင်ပါဝါကလည်းထောက်စစီဖြစ်တဲ့အတွက်မျိုးရီသုံးမဲ့လူတွေတို့ကလည်းတော်တော်လေးကိုစစတတ်တာတယ်မိကလေးရရှိရင်တော့ဒီကားလေးကသူ့ရဲ့အတွင်းကလေးနဲ့တော်တော်လေးလိုက်ဖက်မဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ အဲဒီကားလေးကတော့ဂျပန်ကားလေးဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရိုးရိုးတော့လေးဖြစ်သွားမယ်ရိုးရိုး grade ပဲပေါ့နော်ရိုးရိုးတော့လေးရိုးရိုး air con လေးပဲဖြစ်သွားမယ်ညာအသုံးပြုရအဆင်ပြေလွယ်ပူရှင်မဲ့ကားလေးဖြစ်ပါတယ်သိချောက်ကဆွဆုံးလေးမှာပဲရရှိမှာလေဖြစ်ပါတယ်ညာ Okay ဒီကားလေးကတော့တိတ်ငါဆွဆုံးမှာရရှိမယ်ကားလေးနောက်တစ်ခုဖြစ်ပါတယ်ဒီကားလေးကတော့ဝေတူနံပါတ်ပေါက်ရမယ်နောက်ဆုံးနံပါတ်ရမယ်ရန်ကုန်တကောက်ချင်းကိုရန်ကုန် license မှာရရှိမယ်ကားလေးဖြစ်ပါတယ်ညာတော့ brand new 0 kg အမီပေါက်နဲ့ရရှိမယ်ကားလေးဖြစ်ပါတယ်ဗျာ ဒီကလေးကဒပိတ်ကမျိုးခါဖြစ်တဲ့အတွက်အရှိမဆိုလဲလူ900လောက်စီလို့ရတယ်နောက်မှဆိုလဲပစ္စည်းတွေကြီးတဲ့ဝန်တင်လို့ရတယ်မျိုးခါလေးပဲဖြစ်ပါတယ်ခင်ဗျာဒပိတ်ကမျိုးခါလေးပေါ့နော်နောက်ကန်ဆိုလဲကျွန်တော်တို့တော်တော်လေးကိုကျယ်ဝန်းတယ်ခင်ဗျာလူ900လောက်ကတော့အရှိမကျယ်ဝန်း ACC ထိုင်လို့ရပါတယ် AC power manual ဖြစ်သွားတဲ့အတွက်ကျွန်တော်အဲကွန်ဆိုလဲတော်တော်လေးအေးတယ်ဒါအတိတ်တိုင်းရှိရတဲ့အတွက်ပေါ့နော် manual gear လေးဖြစ်မယ်ပါဝါစီရတဲ့လေးနဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာ ဒီကားလေးကိုလည်းကျွန်တော်တို့900 3900စစ်ဆုံးလေးမှာပဲရောက်ချပြီးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ carry yuki ဆိုရင်တပိတ်ကားလေးတွေကကျွန်တော်တို့မှာရွေးချယ်ရအောင်မှာလဲကားလေးရှိပါသေးတယ်ခင်ဗျာဟမ်ဟုတ်ကဲ့ကျွန်တော်တို့တိတ်ချောက်ရကြောမှာကားလေးညာကိုရှင်းထပ်မံပြတာပေးခြင်းပါခင်ဗျာဒီကားလေးကတော့ EV ကားတွေကကြိုက်တဲ့ကားချစ်တို့မိတ်ဆွေများအတွက် Dayan S1 ဆိုရယ် ကားလေးဖြစ်ပါတယ်ဒီကားလေးကမော်ရီယာအနေနဲ့2023မော်ဒယ်ဖြစ်မယ် race အနေနဲ့ကလည်း330 km မိုင်နေရနီးပါးကြီးတွာလာလို့ရတဲ့ကားလေးဖြစ်ပါတယ်ခင်ဗျာမျိုးရင်းတုံးမယ်ဆိုရင်တော့မျိုးရင်းပဲတုံးမယ်ဆိုရင်ကျွန်တော်တို့တစ်ခါအားသွင်းမှုတုံးလေးရကတော့လက်ကြည့်ရမလို့အေးရှင်းရှင်းမောင်းနေလို့ရပါဖြစ်ပါတယ်ခင်ဗျာရှိရတဲ့ဘောလုံးကွန်ထရိုးလေး cruise control လေးဖြစ်သွားမယ်ကျွန်တော်တို့ gear position ကလည်း electronic gear လေးဖြစ်သွားမယ်ခင်ဗျာ model မိမိကားလေးရှိဖြစ်တဲ့အတွက်ပေါ့နော် category ကလည်းကျွန်တော်တို့အားလုံးလဲတာ category ဖြစ်သွားမယ်ခင်ဗျာ ဟုတ်ဒီတရံကားလေးကိုတော့ကျွန်တော်ရောက်ချင်မယ်ရှင်တို့လေရတော့600ကျော်လေးမှာနိုင်ရောက်ချင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ခုနပြသပေးသွားတဲ့3900ကျော်ကားလေးနှစ်စီး600ကျော်ကားလေး3စီးစုစုပေါင်းကား5စီးကိုပေါ့နော်ကျွန်တော်တို့ကုမ္ပဏီကနေမြန်မာကားစစ်ချန်တာတနေရာထဲမှာလာရောက်ကြည့်ရှုပြီးတော့စိတ်ကြိုက်စစ်ဝေးရရှိနိုင်ပါပြီခင်ဗျာဟုတ်ကျွန်တော်တို့ကားရှိုးရူးလေးကတော့အမှတ်9100ပြီးတော့ဒီလန်ကြီးဝရက်ွက်တင်ငန်းကျော်စံပြားစီကိုရအစင်းပါပေါ့နော်တည်ရှိပါတယ်ခင်ဗျာ ားလုံးကိုကျေးဇူးတင်ပါတယ်